ကျွန်တော်မင်းသမီးအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လည်မျှော်ပေးသွားမယ် software လေးရပါတော့ကျွန်တော်တို့ gateway ဝေပေးရှိုံနဲ့ပေါ့နော်ပတ်စံထုတ်လို့ရတဲ့အပေါ်ဝင်ဝင်ခြာလို့ရတဲ့ပေါ့နော် gateway တစ်ခုနဲ့မိတ်ဆက်ပေးတော့မှာဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဲ့နာမည်ကပေါ့နော်ကျွန်တော်တို့ဒီကောင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့အမှန်တကယ်လည်းကျွန်တော်တို့ပတ်စံထုတ်လို့ရတယ်ပေါ့နော်သူ့မှာထုတ်ထားတဲ့သူတွေကလည်းတော်များတယ်ပေါ့နော် software လေးရဆိုလို့ရှိရင်အခုတော်တော် line ပေါ်မှာတော်တော်လေးကိုနာမည်ကြီးနေတယ်ပေါ့နော် ကျွန်တော်တို့ဒီကောင်လေးကို download ဆွဲဖို့အတွက်ကျွန်တော်တို့ဖုန်းလေးမှာရှိတဲ့ Play Store software လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ set bar မှာဒီလိုမျိုးလေးရိုက်ရှာမယ်ပေါ့နော် GIVVY GV GME game ဆိုပြီးရိုက်ရှာလိုက်မယ်ပေါ့နော်။ဒါသလို့ရှင်ကြာလာပြီပေါ့နော်ဒီကောင်လေးပေါ့နော်ဒီ software လေးပေါ့ဒီကောင်လေးကိုကျွန်တော်တို့ download မဆွဲရသေးဘူးဆိုလို့ရှင်ကျွန်တော် download ဆွဲလိုက်မယ်ပေါ့နော်။ကျွန်တော်ကတော့ download ဆွဲပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်ကတော့ပြန်ထွက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ပေါ့နော်ကျွန်တော် download ဆွဲထားတဲ့ဒီ GV game ဆိုတဲ့ software လေးတော့မဝင်ခင်ကျွန်တော်တို့ဖုန်းထဲမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ line ကောင်းတဲ့ VPN တစ်ခုနဲ့ရှိတ်ပေးရမယ်ပေါ့နော်ကျွန်တော်ကတော့ကြံကြံ VPN နဲ့သုံးလိုက်မယ်ဗျာနော်ပြီးရင်တော့ကျွန်တော်တို့ပေါ့နော် server နေရာမှာကျွန်တော်တို့ United State ကိုထားပေးရမယ်ပေါ့နော်ရဲစိတ်တွေကကြိုက်တဲ့ region ကိုနှိပ်လိုက်ပေါ့နော် ဒါဆိုရင်သူရှိတ်ပေးနေဘယ်တော့ခဏတော့စောင့်ပေးရမယ်ဗျဒီနေရာမှာကျန်ရ VPN မဟုတ်လဲတခြား line ကောင်းတဲ့ VPN ဆိုလို့ရှိရင်လည်း VPN ကိုသုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပါတော့ပြန်ရောတစ်ချက်ပြန်ထွက်လိုက်မယ်တော့ download ဆွဲထားတဲ့ VPN ဆိုတဲ့ software တွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော် your name ဆိုတဲ့နေရာမှာကျွန်တော်ကြိုက်တဲ့နာမည်ပေးလို့ရတယ်ပေါ့နော် no country ဆိုတဲ့နေရာမှာကျွန်တော်ကတော့ united state ပဲထားလိုက်မယ်ပေါ့နော်။ငွေနေရာမှာတော့ကျွန်တော်အင်္ဂလိပ်ပဲထားလိုက်မယ်ပေါ့နော်။ ပြီးရင်ကျွန်တော် next code နှိပ်လိုက်မယ်ခဏတော့စောင့်မရမယ်ဗျာနော်ပြီးရင်ကျွန်တော် next code ထပ်နှိပ်မယ်ဗျာပြီးရင်ကျွန်တော် finish ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီလိုစာလေးကြာလာပြီဆိုလို့ရှင်အပေါ်အလောင်းဆိုတော့တစ်ချက်နှိပ်လိုက်မယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီလိုမျိုးလေးရလာပြီဆိုလို့ရှင်တော့ဗောနော်ကျွန်တော်တို့ဒေါ်လာဝင်မို့အတွက်ဆိုလို့ရှင်ကျွန်တော်တို့ဒီနားလေးကဝါယောင်စာချောင်းလေးစတဆိုအောင်နှိပ်ပေးရမယ်ဗောနော် ီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျဒါမှသာရင်ကျွန်တော်တို့ဒေါ်လာဝင်มาပေါ့เนาะပြီးရင်ဒီလိုစာကြောင်းလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်က GIND ဆိုတဲ့စာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ setting တွေကိုရောက်သွားပြီပေါ့เนาะပြီးရင်ကျွန်တော်ဆန်းတော့ download ဆွဲလာတဲ့ software လေးကိုလိုက်ရှာလိုက်မယ်ပေါ့เนาะဒီနေရာလေးပေါ့တွေ့ပြီပေါ့เนาะတကယ်လို့မှဒီနေရာမှာကျွန်တော် download ဆွဲလာတဲ့ game လေးကိုမပေါ်ဘူးဆိုလို့ရှိရင်အပေါ်မှာကျွန်တော်တို့ ဆော့ဝဲရဲ့နာမည်ကိုရိုက်ရှာပေးလိုက်လို့ရှိရင်တော့တော်တော်မြန်တယ်ပေါ့နော် GI PP ဝိုင်းလို့ရိုက်ရှာလိုက်မယ်ဒါဆိုလို့ရှိရင်ကြာလာပြီပေါ့နော်သူ့လိုလိုကြာလာပြီဒါဆိုဒီကောင်လို့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဗေးနားလေးကခလုတ်ကလေးကိုဖွင့်ပေးရမယ်ပေါ့နော်အကောင်လို့တစ်ချက်ဖွင့်လိုက်မယ်ဗျပြီးရင်ကျွန်တော်တို့ဘတ်နဲ့ပြန်ထွက်မယ်ဟုံးနဲ့မထွက်နဲ့ပေါ့နော်ဘတ်နဲ့ပြန်ထွက်မယ်ဘာနဲ့ပြန်ထွက်မှသာလဲကျွန်တော်ဆော့ဝဲတွေကိုပြန်အောင်มาဖြစ်တယ်ဟုံးနဲ့ဆိုလို့ရှိရင်ကျွန်တော်ဆော့ဝဲလေးတွေကနေအပြင်ပြန်ထွက်သွားလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ဘာနဲ့ထွက်ဖို့ပဲအကြံပေးရပေါ့နော် โอเคကျွန်တော်ဒီလိုမျိုးလေးပဲဖွင့်ထားရုံလေးပဲပေါ့เนาะဒီမျိုးလေးဖွင့်ထားရင်ဒီလိုမျိုးလေးဖွင့်ထားရုံလေးပေါ့เนาะ तू อ่ะအလိုလိုဒေါ်လာလေးတွေအချိန်ကြာရင်ကြာတော့တက်လာမယ်ပေါ့เนาะပြီးရင်တော့ဒီနားလေးကတော့ तू อ่ะစက္ကန့်လေးသွားနေတာအပေါ်ကတော့ဒေါ်လာပုံစံလေးနဲ့ကတော့ကျွန်တော်တို့ကြာရင်ကြာသလိုပတ်စံတစ်ဖြည်းဖြည်းနဲ့တက်လာမှာပေါ့เนาะโอเคမို့လို့ချင်း38စက္ကန့်မှာ0.00 14ဒေါ်လာ ပေးနေပြီပေါ့เนาะဒီကောင်လေးကပတ်စံလေးအမှန်တကယ်အပေးချမ်းနေပေါ့เนาะ သူထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်အမှန်တကယ်လည်းပတ်စံထုတ်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့အကောင့်ထဲကိုရောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လည်းမျှော်ပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာတခုပြောချင်တာပေါ့နော်ဒီကောင်းလေးကို line on နဲ့ VPN သုံးပေးမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုပတ်စံအတက်မြန်တယ်ပေါ့နော်ကျွန်တော်ကတော့အခုကတော့ကျွန်တော် free ရတဲ့ VPN သုံးတာဆိုတော့ဒေါ်လာကတော့ကျွန်တော်ထင်သလောက်တော့အများကြီးရမှာမဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်တို့အများကြီးမရဘူးဆိုတော့ကျွန်တော်ကျွန်တော်တို့အပေါ်ဝင်ငွေအပေါ်ဝင်ငွေလေးတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ မစိုးဘူးလို့ပြောလို့ရရပါဘောနော်။ Okay ကျွန်တော်တို့10မိနစ်နဲ့33စက္ကန့်မှာ0.00 55 USD ပေးနေပြီဘောနော်55ဒေါ်လာပေးနေပြီဘောနော်သူကကျွန်တော်တို့အချိန်ကြားလေးကြားလေးကျွန်တော်တို့ဒေါ်လာလေးအပေးကျန်းလေးပဲဘောနော်ဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်တို့ gain နေပါလဲဆော့เสียမလို့ဘူးကျွန်တော်တို့ဒီတိုင်းလေးပဲဖုန်းလေးပဲဖွင့်ထားရုံပဲဘောနော်ဖုန်းလေးပဲဖွင့်ထားရုံပဲဆိုလို့ရှိရင်သူတို့လိုလိုဒေါ်လာလေးတက်နေမှာဖြစ်တယ်ဘောနော် ဒီကောင်လေးကိုဆိုလို့ရှိရင်ကျွန်တော်တို့ညာအိတ်ခါဝင်ကနေပေါ့နော်ဖုံးအသွင်းနေတဲ့ဒီကောင်လေးကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့မိမိတို့အိမ်မှာကျွန်တော်တို့ Wi-Fi ရှိရဆိုလို့ရှိရင်တော့ပိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော် internet ဗေးနေဆိုလို့ရှိရင်တော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဆက်ပေးနေတဲ့ဂိမ်းနေရပေါ့နော်ကျွန်တော်တို့အပေါ်ဝင်ဝင်တစ်ခုအနေနဲ့ပဲကျွန်တော်တို့ကိုထောက်ပံ့ပေးမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုဂိမ်းတွေကိုအားကိုးပြီးတော့ကျွန်တော်တို့အလောက်ကနေထွက်လာတော့ပါတော့ကျွန်တော်မလုပ်စေချင်ဘူးပေါ့နော် ောင်းလဲတော့ဒီဂိမ်းညကျွန်တော်တို့အပေါ်ငွေတစ်ခုအနေနဲ့ပဲချပေးတာပေါ့နော်ကျွန်တော်တို့ software လေးတွေကနေဒီလိုထွက်ထွက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြန်ဝင်ပေးလိုက်ပေါ့နော်နော်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တခြားဘာမှနှိပ်စရာမလိုဘူးပေါ့နော်သူ့အလိုလို ပြန်ရောက်သွားတယ်ပေါ့နော်ကျွန်တော်ဒေါ်လာပေးတဲ့နေရာကိုသူ့လိုလိုပြန်ရောက်သွားတယ်ပေါ့နော်ကျွန်တော်ကတော့ဒီကောင်လေးတရာရာခံလုံးပြည့်တဲ့အထိကျွန်တော်စောင့်ကြည့်လိုက်မယ်ပေါ့နော် ကျွန်တော်တို့ဘယ်နဲ့ဒေါ်လာရရမလဲပေါ့နော်ဒီကောင်လေးကို download ဆွဲမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီဗီဒီယိုလေးရဲ့အောက်က comment မှာကျွန်တော်ဒီ software လေးရဲ့ပေါ့နော် download ဆွဲဖို့အတွက်ကျွန်တော် link လေးချပေးထားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ပတ်စံထုတ်မယ်ငွေထုတ်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ကျွန်တော် PayPal ဘိုင်းနဲ့မရှိတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်စီမှာပေါ့နော် KPay ဝေပေးနေဘာရောက်ထုတ်နိုင်နေပေါ့နော်ကျွန်တော်စားပေးယူပြီးတော့ထုတ်ပေးတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့၄မိနစ်မှာကျွန်တော်တို့0.00 69 ဒေါ်လာပေးနေပြီပေါ့နော်ကျွန်တော်တို့ဒီကောင်လေးကိုဖုန်းလေးဖွင့်ထားရုံပဲတော့တော့တခြားဘာမှတခြား software လို့ကျွန်တော်တို့ဂိမ်းနေပါတယ်ဆော့เสียမလို့ဒီလိုမျိုးလေးပဲဖွင့်ပေးထားရုံပဲပေါ့နော်ဖွင့်ပေးထားရုံနဲ့တူသူ့လိုလိုဒေါ်လာလေးတက်နေတာဖြစ်တယ်ပေါ့ဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်โอเคကျွန်တော်တို့ တရာရာကံလုံးပြည့်သွားတယ်ဗောနော်တရာရာကံလုံးပြည့်သွားပြီဆိုတာနဲ့သူကဒေါ်လာပေးတာ 0.010h ဒေါ်လာပေးတယ်ဗောနော်ကျွန်တော်ကတော့ဒီကောင်လေးကိုဗီဒီယိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုအရင်ရှည်သွားမှဆိုးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကောင်နဲ့ပဲပြန်ထွက်လိုက်မယ်ဗောနော်ပြီးရင်သူကကျွန်တော်တို့ကို9မိနစ်ပြည့်ရတဲ့ချိန်တိုင်းဗောနော်ကျွန်တော်တို့ကိုတစ်ကက်လေးပေးတယ်ဗောနော်အဲ့တစ်ကက်လေးနဲ့ကျွန်တော်တို့မဲနိုင်လို့ရတယ်ဗောနော်ကျွန်တော်ဒီလိုမျိုး software လေးတွေကနေ ပြန်ထွက်သွားပြီဆိုလို့ရှိရင်ကျွန်တော် software တွေကိုပဲပြန်ပြန်ဝင်ပေးလိုက်မယ်ပေါ့နော်ကျားဘာမှလုပ်စရာမလိုဘူးเนาะသူ့မြန်နဲ့သူပြန်ရောက်သွားလိမ့်မယ်ပေါ့เนาะဒီမဲ့ပေါ့เนาะသူကျွန်တော်တို့5မိနစ်ပြည့်ရာနဲ့1 ticket ဆိုပြီးကျွန်တော်တို့ပေးတယ်ပေါ့เนาะဟုတ်ကဲ့ပါကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့เนาะကျွန်တော်ဗီဒီယိုလုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะအမားကြီးကလို့နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် continue ဆိုတော့နှိပ်လိုက်မယ်ပေါ့เนาะပြီးရင် ပြီးရင်ကျွန်တော်တို့ reward ဆိုတာနဲ့ reward ကိုနှိပ်လိုက်မယ်ပေါ့နော် Okay ကျွန်တော်တို့ဒီမဲ့တော့စတော့5မိနစ်ဖွင့်ခဲ့တဲ့အရာနဲ့ကျွန်တော်တို့ဒီမဲ့ဒေါ်လာလေးပေးထားပါတော့0.0110ဆိုပြီးတော့ကျွန်တော်ဒေါ်လာလေးပေးထားတယ်ပြီးရင်ကျွန်တော်အောက်က ticket ဆိုတဲ့နေရာမှာတော့ဒီပေါ့ကျွန်တော်တို့5မိနစ်ပြည့်တာနဲ့သူကတစ်ကြိမ် ticket တစ်ကက်ပေးတယ်ပေါ့နော်အဲ့ ticket နဲ့ကျွန်တော်တို့ဒီမဲ့ပေါ့နော်တော့ဒီမဲ့ကန်ဆမ်းမဲ့နှိုက်လို့ရရဲ့ဒေါ်လာ1000ပေါင်းနိုင်ရင်ချေရဒေါ်လာ100 ပေါက်နိုင်တယ်ပေါ့နော်ဒေါ်လာတရားလည်းပေါက်နိုင်ဒေါ်လာ90လည်းပေါက်နိုင်ဒေါ်လာ30လည်းပေါက်နိုင်တယ်ပေါ့နော်ဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်အမှန်တကယ်လည်းပတ်စံထုတ်လို့ရတယ်ပေါ့နော်ဒီကောင်လေးကတော့ဂျင်းလုံးဝမဟုတ်ဘူးပေါ့နော်ပတ်စံထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့အပေါ်ဆုံးကလူပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ withdraw ဆိုတာကြာလာတယ်ပေါ့နော်ပြီးရင်ကျွန်တော်အောက်ကိုသွားလိုက်မယ်ပတ်စံနဲ့ပတ်စံဆိုလို့ရှိရင်ဘာနဲ့ထုတ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ true mind နဲ့ထုတ်လို့ရမယ်ဘိုင်းနဲ့ထုတ်လို့ရမယ်ပေါ့နော် ပြီးရင်ကျွန်တော်တို့ပေးရနဲ့ထုတ်လို့ရမယ်ပေါ့နော်ပြီးရင်တော့ပေးပဲနဲ့လည်းထုတ်လို့ရတယ်ပေါ့နော် တော်တော်လေးအဆင်ပြေရယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ချင်းပြီးရင်ကျွန်တော်ဒီကောင်လေးမှာပတ်စံထုတ်ထားဆိုလို့ချင်းဒီနေ့မှာကျွန်တော်တို့ထုတ်ထားဆိုလို့ချင်း2953ဒေါ်လာဖြစ်သွားပြီပေါ့နော်ဒီနေ့တနေ့တည်းမှာထုတ်ထားတဲ့သူတွေထုတ်ထားတာပေါ့နော်ဒီ software လေးကနေပတ်စံထုတ်ထားတဲ့သူတွေထုတ်ထားတဲ့ဒေါ်လာပမာဏက2953ဒေါ်လာရှိနေပြီပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့ ပစံထုတ်တဲ့သူအရေးအတွက်ကတော့ဗောနော်ကျွန်တော်တို့ဒီနေ့မှာထုတ်တာဆိုလို့ရှင်3933ရောက်ပစံထုတ်ထားတယ်ဗောနော်ပြီးရင်တော့ဒီကောင်ဒီ software လေးတွေကနေပြီးတော့ကျွန်တော်တို့ပစံနေပေးနေရဆိုလို့ရှင်ဘယ်နဲ့ဘယ်လောက်ဒေါ်လာရှိသွားပြီလဲဆိုရှင်90000 1000တန်းတန်းဒေါ်လာ2000ကျော်လောက်ရှိသွားပြီဗောနော်ထောက်ရှိမှာဗောနော်ကျွန်တော်စီမှာဒေါ်လာပြည့်ရာနဲ့ကျွန်တော်စားပေးယူပြီးတော့ကျွန်တော်ဖွင့်ကျွန်တော်ပစံထုတ်ပေးတယ်ဗောနော် တို့ပေးပဲပေးပဲမရှိဘူးဘိုင်းနဲ့မရှိဘူးပေးရမရှိဘူးဆိုလို့ချင်းလည်းဘာမှစိတ်ထဲမကြောက်နဲ့ပေါ့နော်ကျွန်တော် Telegram channel link ကိုရှာပေးထားမယ်ပေါ့နော် comment မှာကျွန်တော်ရဲ့ Telegram link ကိုရှာပေးထားမယ်အခါတစဉ်ကျွန်တော်ကိုဆက်သွယ်လာပြီပေါ့နော်ကျွန်တော်စားပေးယူပြီးတော့ထုတ်ပေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဘေးသားလေးကလက်ဆောင်ပုံပုံစံမျိုးတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် Okay ဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့သူ download ဆွဲခိုင်းတဲ့ဟာလေးကိုကျွန်တော်တို့ဆွဲပေးရမှာဖြစ်တယ်ပေါ့နော် ဒီတရားတစ်ခုကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ play through ရဲ့ဝင်သွားမယ်ပြီးရင် download ဆိုရမယ်ပြီးရင်အဲ့ဒီ software တွေကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့9မိနစ်အဲ့ဒီ software တွေထဲမှာနေပေးရမယ်ဗောနောအကြလို့ရှိရင်သူကျွန်တော်တို့ coin လေးပေးမယ်အဲ့ဒီ coin လေးရမှာတစ်ဆင့်ကျွန်တော်တို့ဒေါ်လာလေးရဲ့ဖြစ်ပြန်ပြောင်းပြီးတော့ပေးမှာဗောနောအဲ့မှာ download ဆိုရမယ် software ရတော့အများကြီးပဲဗောနော Okay ကျွန်တော်တို့ဒီနားလေးကလက်ပုံစံမျိုးတစ်ချက်နှိပ်လိုက်မယ်ဗောနော ဒီညာလေးတော့ကျွန်တော်တို့ refire ရှာတာပေါ့နော် refire ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ banner လေးက copy link သွားလို့တစ်ချက်နဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ software လေးကိုအကောက်ဖွင့်သေးခြင်းတဲ့သူကိုဒီ link လေးရှာပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူတို့ကအဲ့ဒီအကောက်လေးကနေဒီ link လေးကနေအကောက်ဝင်ဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့က refer တဲ့တယောက်ရပြီပေါ့နော်အဲ့ဒါဆိုရင်သူကကျွန်တော်တို့ကို refer တဲ့တယောက်ကို0.0001ဒေါ်လာပေးတယ်ပေါ့နော် refer တဲ့မရှာတဲ့ဘာမှတော့မဖြစ်ဘူးပေါ့နော် ပြီးရင်တော့ဒီဘေးနားလူပုံစံတွေကိုတစ်ချက်နှိပ်လိုက်မယ်။ဒါလေးကတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ကိုယ်ရဲ့ရှက်လက်တွေပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ရှင်တယ်ပေါ့နော်။အဆုံးသတ်လိုက်တော့မယ်ပေါ့နော်။ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးရှိရသလိုရှင်ကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ခဲ့ပြီးပို့ဗီဒီယိုအစ်စ်တွေလည်းနောက်ထပ်လာအောင်မလို့ကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ခဲ့ပေးခဲ့ကြပါအောင်ခင်ဗျာ နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပါခင်ဗျာ